ားလုံးမင်္ဂလာပါဇီဝကဟန်နော်လေး sharing channel ကနေជួបဆိုပါတယ်ဒီနေ့တစ်ချက်နဲ့အတူ grade 1 biology chapter 1.2.5 clothing and shelter အကြောင်းကိုအတူလေ့လာကြရအောင်ကျတို့လူတွေရဲ့နေစဉ်နေထိုင်မှုဘဝမှာ biology နဲ့အမြဲတမ်းဆက်ဆက်နေတယ်။ကျတို့ဝတ်တဲ့အဝတ်တွေပဲဖြစ်ဖြစ်နေထိုင်တဲ့အိမ်မှာပဲဖြစ်ဖြစ်အပင်တွေ biology နဲ့အမြဲတမ်းဆက်ဆက်နေပါလေတဲ့ ဥပမာဆိုလို့ရှိရင်ဇီရော heat scorching ဆက်မှာအရန်ကိုပိုးတဲ့နေရာဒီမှာပဲဖြစ်ဖြစ် spine chilling ကြောရဲထိကိုအရန်ချမ်းနေစောင်းရာဒီမှာပဲဖြစ်ဖြစ် biology ကဇီရိုကို protective ပေးထားတယ်စိတ်ဖြောင်းလုပ်ပေးထားပါလေတဲ့အော်ဇီရိုဝတ်တဲ့အဝတ်တွေဝတ်တဲ့အဝတ်တွေမှာနေရာဒီမှာဆိုလို့ရှိရင်ဇီရိုကချီတယ်တွေဝတ်ကြအော် cotton clothes တွေပေါ့ cotton clothes တွေကဘာဖြစ်နေဆိုရင်ပေါ့ပေါ့ပပားရှိရင်ပြီးအေးရင်လေဝင်လေးထွက်ကောင်းနေအဲ့ဒါကို breathable လို့ခေါ်တယ် ီကော်တွန်ပလန့်စီကဘယ်အရာလဲဆိုအပင်နေရရတယ်။အဲ့တော့ကျွန်တော်ရဲ့ဒီကော်တွန်အတွက်ကိုဒါကကော်တွန်ပလန့်စီရှိတယ်။ဒီကနေကော်တွန်လေးတွေကိုယူပြီးတော့မှအမြင်လေးတွေလုပ်တယ်ပေါ့။စောင်းရသည်ဆိုလို့ရှိရင်လည်း thick sweater တွေဝတ်တယ်။အော်ဒီ sweater တွေကဘယ်အရာလဲဆိုရင်ကျွန်တော်က sheep တွေကနေပြီးတော့မှရိတ်ထားတယ်။ဘူးတွေကနေတစင်းထုတ်ထားတာဖြစ်တယ်။အော်ကျွန်တော်နေတဲ့ shelter ရေ shelter တွေတိုက်တွေမှာဆိုလို့ရှိရင်ကျွန်တော်တကားကြီးပေါင်းလို့ကြံငင်းတို့က ဇလူရဲ့တက်သားရင်းနဲ့ပြေးမလို့ဘူး။အော်ဒီမှာဆိုရင်တက်သားအိမ်ဆိုလို့ရှိရင်လည်းတစ်ခုလုံးတက်သားအများစုပါလေ။ဒီမှာဆိုလို့ရှိရင်ဝါးရီနဲ့လှုပ်ထားတာရှိတယ်။ဒဏီမိုးရီနဲ့လှုပ်ထားတာရှိတယ်။ဒါအပင်တွေကနေဇလူကတိဆောက်ထား။အဲ့ဒါတော့ဝတ်တဲ့ဝတ်တီမှာလီနင်နိုင်လွန်ဒီမှာဆိုလို့ရှိရင်လီနင်ကဘာနဲ့တူလဲဆိုချီနဲ့တူတယ်သူက flex planks ရဲ့ဒီရိုးတန်တွေကနေပုံမှာအမြင်နေ ထုတ်ပုံမှာရက်လောက်ထားဖြစ်တယ် နိုင်လွန်ကတော့ synthetic ပစ္စည်းတွေကျတို့နိုင်လွန်ကြိုးတွေတွေ့လိမ့်မယ်။နောက်အားစားလို့လို့ရှိရင်ဝတ်တဲ့အဝတ်ထည်တွေကနိုင်လွန် fabric ကနေထုတ်ထားတာဖြစ်တယ်။အော်သူတို့မှာကကလာမျိုးစုံရှိတဲ့အခါမှာဒီကလာတွေကိုဘယ်ရရလဲဆိုရင်စိုးတဲ့ဒိုင်းစိကိုသင်ရဲ့ product တွေအနေရတယ်။အော် polyester ကတော့ဘယ်ရရလဲဆိုရင် fossil fuel ဖြစ်တယ်။ petroleum နေပြောမှာ polyester အသာ fabric ကိုထုတ်ထားတာဖြစ်တယ်။ဘလို fabric ပဲဖြစ်ဖြစ်စရိုးကဒီ plant based တွေကပဲကျတို့အတွက်ကိုအသုံးပြုဖို့အတွက်ကောင်းတာဖြစ်ပါလေတဲ့။ဟော plant fiber စီကမျိုးစုံရှိတယ်ကျတို့ကဒီပင်စည်းရနေ wood ကနေထုတ်တာရှိတယ်။တသားနေနောက်တစ်ခုက stem မနေထုတ်တာ။ stem မနေထုတ်တာဆိုလို့ရှိရင်ဂုံလျှော်ပင်တို့ပေါ့ဆိုဒီမှာဆိုရင် jute ကနေထုတ်တာရှိ။ flex ကခုနပြောခဲ့တဲ့ linen ကိုထုတ်တာနောက်တစ်ခုကဒီမှာ leaf ကနေထုတ်တာရှိငပြောပင်တို့ ုတ်နော်ဒီမှာဆိုဘနာနာနေထုတ်တဲ့ fiber C ရှိရယ်ပိုင်းနဲ့ဘက်ကထုတ်တဲ့ fiber C seeds ကနေထုတ်တာလည်းရှိတယ် fiber C ရပါလေဆိုလို့ရှိရင်ကျတို့ရဲ့ plant cell C ရဲ့ cell wall တွေဖြစ်တယ် fiber C ကအာ plant cell ရဲ့ cell wall plant cells မှာ parenchyma tissue ရှိရယ် colenchyma scleroderma မှာအဓိက basal C ရဲ့ cell wall တွေလေဆိုရင် scleroderma tissue C ရဲ့ cell wall C ဖြစ်တယ် ။ဘာကြောင့်လဲဆိုရင် scleroderma tissue cells ကဆဲဝေါ်ထူရင်သူတို့မှာ primary secondary cell wall ပါတယ်။အော်သူတို့ရဲ့ secondary cell wall မှာ lignin တွေအများကြီးပါ။ဒီ lignin တွေကသူတို့ရဲ့ fiber စီကိုအဓိက support ပေးထားတာဖြစ်တယ်။အော်ဒီ fiber စီက define in the texture တမသူရဲ့ texture လေးကွာချားတဲ့အလုံး diameter နောက်တစ်ခုကမာရာပျော့တာ ပြီး strength ဘလောက်ခိုင်တယ် chemical composition တွေဖွဲ့ပြချာနာပါတယ် cellulose များလား hemicellulose များလား lignin များလားအများဆုံးတော့ fibers အမြင်ဖြစ်တဲ့အတွက်ကြောင့် elongated cells ဖြစ်တဲ့ thick cell wall elongated cells thick cell wall small cavity ပြည့်ခါကြတော့ tapering end ရှိပါရဲ့ ဒါဆိုရဲ scan ခိုင်း muscles ကိုပြထား။ defy fancy plant cell walls ကြီးရရင်ဆိုတော့ plant cell walls ဒီမှာ primary cell wall ကိုဆိုလို့ကျင်ဒီအဝါလေးတွေအမှိုင်လဲဆိုရင်ဒါဒီ cellulose ဖြစ်တယ်။နော် cellulose ရှိမယ်နောက်တစ်ခုက pectin ရှိမယ်။အော်ဒါတွေက cellulose တို့ pectin တို့ကဒီမှာ hemicellulose တွေက polysaccharide တွေဖြစ်တယ်။ အဲ secondary cell wall မှာဆိုလို့ရှိရင်တော့ဒီမှာ ligament ဆိုတာရှိတယ်။အဲ့တော့ကျတော့က primary က cell growth ဖြစ်နေတဲ့အချိန်မှာရှိရဲ cell wall secondary က cell growth ရပ်သွားပြီးအခါမှာထပ်ပေါ်လာတဲ့ cell wall အော်ဒီမှာ ligament ရှိရဲဆိုလို့ရှိရင် cell wall ကိုအလွယ်တကူရေတွေဝင်လို့ထွက်လို့မရအောင်ပေါ့။ thick cell walls က deposition of cellulose and ligament ကြောင့်ဖြစ်ပါတယ်။ ကျွန်တော်ကဓမ္မဆိုလို့ရှိရင်ဆယ်လူလို့ဆိုလို့ရှိရင်သူတို့ချင်းချင်း diagonally cross လုပ်နေတာရှိရဲ့ interlocking ရှိရဲ့ overlapping and interlocking the cell wall they may sometimes occur singling or small group လေးနေနေရှိနေပါတယ်ဓမ္မဆိုကျွန်တော်ရဲ့ cellulose structure ဓမ္မ cellulose ဒီ polymer of glucose glucose ရဲ့ polymer ဖြစ်တယ်ဓမ္မဒီအမြင်လေး and branch ပေါ့ polysaccharide ဖြစ်တယ်ဒါပေမဲ့သူတို့ဒီအမြင်ကြားထဲမှာတော့ hydrogen bond စီနဲ့ဆက်ထားအဲ့ဒီဘက်က hemicellulose ကတော့ monosaccharide ပဲဒါပေမဲ့သူက cellulose လိုမျိုး glucose တမျိုးတွေတော့မဟုတ်ဘူးနောက်တစ်ခုကဒီမှာ lignin lignin ကတော့ဒီလို aromatic ring တွေကိုဆက်ထားတဲ့ structure ဖြစ်တယ်။အော်ဒီအဝိထည်အတွက်ကိုပေးတဲ့အပင်တွေရဲ့ fiber စေရဘာလဲဆိုပထမတစ်ခုက cotton ဖြစ်တယ်။နောက်တစ်ခုမှာ cotton ကဆိုလို့ရှိရင် gossypian species ကနေအဓိကထုတ်ခဲ့ပေါ့မြန်မာပြည်မှာဆိုလို့ရှိရင် cotton mean ကသူကဆက်မှုစိုက်ပျိုးပင်ဖြစ်တဲ့ industrial crop အော်ဒီမှာပြည်တွင်းသုံးဖို့အတွက်ရေနောက်တစ်ခုက export လုပ်ဖို့အတွက်ရေ cotton mean ကိုစိုက်ကြပါလေတဲ့အဓိကဗမာစိုက်နေဆိုရင် cotton mean တွေက central မြန်မာအော်ပူပြီးတော့မှမိုးနေတဲ့ဒေသတွေဖြစ်တဲ့မန္တလေးတို့မကွေးတို့စကိုင်း region တွေမှာစိုက်ကြပါလေ ်အားကျတို့ဒါကတော့ cotton လေးကိုဆက်နဲ့ထုတ်ထားတာဖြစ်တယ်ဒါက cotton bin နေအော်ဒီကနေ promo cotton လေးတွေကိုခူးပြီးရဲ့အခါမှာသူကသူ့ပါသွားအောင် press လုပ်လိုက်တယ်ကျိတ်လိုက်တယ်ကျိတ်ပြီးတော့မှဒီကနေအမြင်ဆွဲထုတ်ပြီးတော့မှ cotton သူက thread စီကိုလောက်ပါလေကျတို့ကနောက်တစ်ခုကဘာလဲဆိုတော့ jute ပေါ့ jute တန်ဂုံလျှော်ပင်ကုန်းရှောင်းပင်ကလေတော်တော်လေးကိုအတုံးဝင်နေအပင်ဖြစ်တယ်သူရှိရ fibers က ။ तू อ่ะ tropical อ่ะ तू อ่ะအရန်ပူပြီးတော့ရှိမိုးများတဲ့ဒေသတွေမှာ jute ပင်တွေအပေါက်ကြတယ်။ hot and humid climate plenty of rain and flooding ဖြစ်ပါတယ်။အာဂျီဖိုင်ဘာစီက wild chief material textile တွေထုတ်တယ်။အာ roofing material ဆိုတော့ဒီကဂုံလျှော်ပင်ထုတ်တဲ့အခါမှာဒါက jute plant စီဖြစ်တယ်။သူကနေပြီးတော့မှရေထဲမှာ အပုတ်ခံပြီးတော့အဲ့ရ fiber စီကိုထုတ်တယ်ဒီ fiber စီကမှတစ်စင်းအမြင်နေ jute fiber စီကိုထုတ်ပါလေတဲ့။ဟောဒီကနေစေတော့ဒါဂုံကြီးကျိုးတွေအဲ့ဒါကိုကတိန်မျိုးရက်လို့လည်းရတယ်။ဒါကဂုံကြီးအိတ်တွေအဲ့ jute ကကိုအမိုးမိုးလို့လည်းရတယ်။ roofing materials contain in canny bags တို့ဒါခေါ်တဲ့ဂုံကြီးအိတ်ဆိုတဲ့ဟာပေါ့။ဟုတ်နော်။အဲ့တော့ဒီမှာ juice နဲ့ပတ်သက်ပြီးတဲ့အခါကျတော့ကျတို့က တမဆိုလို့ရှိရင်ဒါ jute bin นี่ကိုသူကစိုက်ပြီးအခါမှာရိတ်သိမ်းတယ်ဒီလိုရည်ထဲမှာအပုတ်ခံထားရင်အော်၆ပြီးတော့မှသူကဒီဟာတွေအပြင်ဘက်ကပွာသွားပြီးတဲ့အခါမှာအထဲက fiber စီပဲကျန်နေအဲ့ fiber စီရမှတစင်ဒီအမြင်တွေကိုကျေလို့ထုတ်ပါလေတဲ့နောက်တစ်ခုကဘာလဲဆိုတော့ sericulture အပိုးမြင်လေးတွေထုတ်တယ် agro base ဆိုတာ agriculture base industry ဖြစ်တယ်လို့ပြောတာအော်သူကဘယ်ကနေထုတ်လဲဆိုရင် sigwan ပိုးကောင်လေးတွေအားထုတ်တယ်။အော် sigwan ပိုးကောင်လေးတွေမှာသူ့ရဲ့ life cycle မှာ four stage ရှိတယ်။အော်ဒီ sigwan တွေကဥကနေပေါက်တယ်။ဒီဥတွေကို sigwan butterfly ကနေဥဥတွေ။အဲ့ရနေပြောမှာအကောင်လေးတွေက sigwan larva လေးတွေပေါက်လာတယ်။ caterpillar လို့လည်းခေါ်တယ်။သူကအရွက်တွေဥစားတယ်။အော်သူတို့ကဘာလဲဆိုရင် mulberry leaf စီကို brushes လीစအရန်ကို အားသက်သေးရောအញ្ញံဝန်စားတယ်စားပြီးရခါမှာသူကကြီးထွားလာပြီးရခါမှာပုံပြောင်းသွားတယ်စိတ်ဝမ်းပြပါလို့ခေါ်တယ်အဲ့ stage မှာသူတို့ကသူတို့ခန္ဓာကိုယ်ရကနေ fluid sick အရည်တွေကိုသူကထုတ်တယ်အဲ့ဒါဒီသူကပိုးအိမ်လေးထဲမှာသူတို့နေကြအဲ့ဒါကို sick one cocoon လို့ခေါ်တယ်အဒီထဲမှာဒီကောင်လေးကကြီးလာပြီးရဲ့အခါမှာဒီကနေပေါက်ထွက်လာပြီးတော့မှ sick one butterfly ဖြစ်ပါမိတဲ့ အက်ကေကတာပီလာလို့လာပါရဲ့ပြူပါရဲ့အဒတ်မော့ဖ်ဖြစ်တယ်။အော်ဒီမှာဆိုလို့ရှိရင်စစ်ကွမ်မော့စီကိုမွေးမြူတာပါတယ်။အော်ဒီမျိုးစားကတော့ဘွန်ဘက်စ်မော်ရီဖြစ်တယ်။ရော့စစ်တီကိုထုတ်တယ်။ဒီကနေစစ်တီကိုထုတ်တယ်။အော်ခုနကပြောခဲ့တယ်ကော့ကုန်းလို့ခေါ်တဲ့ပိုးအိမ်လေးတွေကနေဒီလိုအမြင်လေးတွေကိုထုတ်ပြီးရခါကြတော့ပိုးမြင်လေးတွေကိုလုတ်တယ်။ Yen update out of the cocoon စီရီကာချာကသူတို့ရဲ့အဓိကကနေဘက်တီမှာပေါ့ rural employment အလောက်ကိုင်းနေရတယ်အလောက်ကိုင်းနေရတဲ့အတွက်ကြောင့် poverty ဆင်းရဲမွေးတေမှုကိုနေပါစီတယ်နိုင်ငံသားငွေတွေကိုရှာဖွေပေးပါတယ်တဲ့အဲ့တော့ sick protection အတွက်အရေးကြီးတဲ့ factor တစ်ခုကတော့ဒီခုနကတော့ကတာပီလာကြီးစားတဲ့ mulberry tree စီကိုအများကြီးစိုက်ရမယ်အော်ဒီကက်တာပီလာတွေက complete stage ပေါ့ဒီအရွက်တွေကိုစားပြီးတဲ့အခါမှာ fluid protein ဖြစ်တဲ့စစ်ကိုထုတ်တင် အာစစ်ကိုထုတ်ပြီးရခံကြသူတို့ရဲ့ပိုးအိမ်လေးတွေစပိန်ကော့ကွန်းပေါ့သူတို့ရဲ့ဘေးမှာပိုးအိမ်လေးတွေကိုရက်လုတ်တယ်သူရဲ့အပေါ်ဘက်မှာ protective shell နေနဲ့အာဒီထဲမှာရှိတဲ့ပြူပါနေပရောမာဒီခုနစစ်ဝမ်မော့အထီကိုတဖြည်းဖြည်းပြောင်းလဲသွားတဲ့ပြစင်ကို metamorphosis လို့ခေါ်ပါတယ်တဲ့အာသူတို့ဒီရွက်တွေကို mulberry leaf စီသူတို့စားသုံးတယ်သူတို့ဘေးမှာကော့ကွန်းစီကိုလုတ်တယ်ဒါကတော့စစ်ပိုးစစ်ကနေလုတ်ထားတဲ့ချိတ်ထမိန်လေးဖြစ်တယ် ဟောကျွန်ုပ်ဓမ္မဆိုလို့ရှိရင်စိတ်ကိုထုတ်တဲ့အခါမှာဓမ္မပိုးကောင်လေးဒီဒီအရွက်တွေကိုရမ်းစားတယ်သူ့ဘေးမှာကောက်ကုန်းလေးကိုလုပ်တယ်။ဟောဓမ္မဆိုလို့ရှိရင်ဒီပိုးကောင်နေပရောမာဇရိုကအမြင်လေးတွေကိုထုတ်တယ်။ဒီကနေအမြင်ထုတ်တယ်အတိုင်းပြည်တစ်ခုနဲ့တစ်ခုထုတ်ပုံချင်းကတော့မတူဘူးဓမ္မအမြင်လေးတွေကိုသူတို့ထုတ်ပုံထုတ်ပြီးမတူဘူး။ဟောဒီကနေအမြင်လေးတွေကိုဆွဲထုတ်ပြီးတော့မှာပိုးမြင်လေးတွေဖြစ်တယ်။ ဓမ္မဆိုရင်အမြင်တွေအများကြီးထုတ်တယ်ဓမ္မလေအပိုးကောင်မီတွေအရင်စားတယ် ferociously လို့ခေါ်တယ်ဒါကခုနကော့ကွန်စကနေထုတ်တဲ့ဟာကိုပြထားတာဖြစ်တယ်ဒီစစ်ကနေဘရမပိုးနဲ့လုတ်တဲ့အဝတ်ထည်မျိုးစုံရလုတ်ကြတယ်ပေါ့ဟော protein filaments ဖြစ်တယ် artery ရဲ့ဝတ်တဲ့အဝတ်ထည်တွေမှာပါတဲ့ content စီ chemical nature တွေကမတူပိုးနဲ့ဆိုရင် protein နဲ့လုတ်ထားတယ်ခုနပြောတဲ့ nylon တွေရှိတယ် လီနေနေရှိအပါတဲ့ content မှာမှုဒီလိုဆိုအဝိရှော်တဲ့အခါကြာလို့ရှင်အိမ်မှာသွားသတိပေးစာလေးတွေပိုင်အပိုးနဲ့လောက်ထားရင်ဆိုရင်သူရဲ့ရှော်တဲ့အခါမှာဘာတွေကိုသတိထားမယ်နိုင်လွန်နဲ့ဆိုရင်ဘာတွေသတိထားမယ်ဆိုတာပါတယ်ပေါ့စစ်ကိုကျတော့ queen of the test time ပေါ့အော် test time ရဲ့ queen အော်သူကဘာလဲဆိုစစ်ကနူးညံ့နေပျော့ပြောင်းနေပြီးရဲ့အခါကြတော့အေးတယ် luxury ဖြစ်တယ်သူ့ကိုကြည့်လို့ရှင်ပြောင်းပြီး elegance ဖြစ်တယ် classic ဖြစ်တယ်အဆင်တန်းရှိရလို့ခံစားရတယ်သူ့ကိုဝတ်ထားရင်ပေါ့ပေါ့ပါပါနဲ့ comfort ဖြစ်ပါတယ် most expensive ဈေးကြီးရ post နဲ့လုပ်တဲ့အဝတ်အစားတွေဟာဈေးကြီးရင်အော်ဘာကြောင့်လဲဆို10 years protection process သူ့ကိုထုတ်လုပ်ပုံက mulberry plant စီဆိုင်ရတယ်ပြီးအဲ့ရ leaf တီးပိုးကောင်ကနေပိုးစင်းစင်းဖြစ်ဖို့အတွက်ဒီအချိန်ဒီအရင်ကြပါတယ် အဒီတက်စတိုင်းအင်ဒပ်စထရီမှာစိတ်သည်ကော်တွန်ပြီးလို့ရှိရင်ဝတ်တီကိုထုတ်လုပ်ဖို့အတွက်အဓိကမေဂျာဆော့စ်ဖြစ်တယ်။ပိုးတွေနဲ့ပတ်သက်တဲ့အဝယ်စားတွေကိုလုပ်တဲ့ကာချာ၊စီရီကာချာလို့ခေါ်ပါတယ်။သူက most important cottage industry in number of country အပိုးကိုထုတ်လုပ်တဲ့အဓိကနိုင်ငံတွေကသူတို့ China, Japan ဒါဆို China တရုတ်ဝယ်စားတွေ၊ India မှာလည်းပိုးနဲ့ထုတ်တဲ့အဝယ်စားတွေရှိတယ်။ အာအိန္ဒိယကိုရီးယားမှလည်းပိုးတွေတွေဝတ်တယ်ဘရာဇီးရုရှားအီတလီယံဖရန့်စီမှာအဓိကဒီပိုးတွေနဲ့လုပ်တဲ့အဝတ်အထည်ကိုထုတ်လုပ်ကြပါနေတယ် Today China နဲ့အိန္ဒိယကဒီ wall production ရဲ့ more than 90%ကိုအဓိကပိုးကိုထုတ်လုပ်တဲ့အတိုင်းပြည်တွေဖြစ်တယ်မြန်မာပြည်မှာလည်းပိုးတွေကိုထုတ်တယ်ဒီပိုးကောင်းလေးတွေငွေပြောမှာ ထုတ်တဲ့နေရာ ပြည်ဦးလင်မန္တလေး region မန္တလေးရဲ့ဟိုဘက်ရှမ်းပြည်ဘက်ကိုတက်တဲ့ဘက်မှာပြည်ဦးလင်မြို့နဲ့ချင်း state တွေမှာ ပိုးတဲ့တွေကိုထုတ်လုပ်ကြပါလိမ့်မယ်။နောက်တစ်ခုကပါလဲဆို Wolf ပေါ့။အမွှေးများတဲ့လိမ့်စံတွေဖြစ်တဲ့ Goat sea, Rabbit sea, ကမလစ်စာပါနဲ့ဆိုရင်ကမလ်ပေါ့ဒါမဲ့ကမလ်ကမလစ်အကုန်လုံးထုတ်လို့ရအောင်မဟုတ်အမွှေးမြင်များတယ်ကမလစ်အမျိုးအစားဖြစ်တယ် LPK တို့ဒီလိုမျိုးအမျိုးအစားတွေရပါမယ်သူတို့ရှိရအမွှေးတွေကနေ most ကိုထုတ်တယ်ဟော testine fiber obtained from the sheep and other animals ရနေသူကရရှိပါတယ်အော်ဒီ animal fiber ဖြစ်တဲ့ wool ဖြစ်တဲ့အတွဲကြောင့်သူကလေခုနစိတ်လိုပဲ protein ဖြစ်တယ်သူမှာ small percentage of lipids ပါ ကော်တွန်နဲ့ကမီကယ်လီဝိုက်ဒစ်စတန့်ဖြစ်တယ်ကော်တွန်ဆယ်လိုသီးပြီးသားကော်တွန်သည်ဆဲဝေါ်မှရှိသောမိန်းသည်ဆဲလူလို့စ်ကနေလောက်ထားတယ်အကွမ်းလတီအောက်ဘူကဒီတမင်းပိုင် is fiber diameter ခုနကတော့အပင်နေရထုတ်တဲ့ fiber ဒီလိုပဲဝိုးရဲ့ quality ကလည်းသူ့မှာရှိတဲ့ diameter နောက်တစ်ခုက crimp စာသူဘလောက်ကြစ်ကြစ်ကလေးရှိကလေး yel color နောက်တစ်ခုက stiver strength ဘလောက်သူဒီခိုင်မာတယ်လေဆိုရဲ့ပုံမှာမူတည် အော်ဒီ wolf ကသူရားတဲ့ animals ပေါ့ multi drama wolf set quality အမျိုးအစားမျိုးစုံရှိရင်ဒီထဲမှာမှာ fiber diameter ဒီ most important wolf characteristic ဖြစ်ပါတယ်တဲ့သူရဲ့ quality နဲ့ price ကိုအဓိကဆုံးဖြတ်ပြီးအော် clothing အပြင် wolf set ကိုဗမာသုံးသီးလင်းဆိုရင် blanket ချမ်းလို့ရှိရင်ခြုံနဲ့ဆောင်နေရှိရင် horse dress ဆိုတာဒါလည်းနင်းကို ခြုံပြီးတဲ့အဝတ်အထည်တစ်မျိုးပဲပေါ့နောက်တစ်ခုကဆက်ဒက်ကလို့ဆက်တဲ့အောင်မှထားတာရှိရင်ကပ်ပက်တင်းရှိရင်နောက်တစ်ခုက insulation ဟောအေးရယ်ဆိုရင်ဂျာမခံထားတာဟုတ်နော်နောက်တစ်ခုကပါလဲဆိုရင် upholstery ဆိုတာကဒီလိုမျိုးသူ့ရဲ့ sofa တွေကိုဘူးလို fabric တွေနဲ့ဒီမှာချုပ်လုပ်ထားတာဖြစ်တယ် wool as well as cotton also be traditional use for cloth dapper အတွက်လည်းသူ့ကိုသုံးပါတယ် ဘောအစ်အက်ဆန်ရှယ်ဖိုင်ဘာဖော်ဝင်တာကလိုဒင်းအော်သူကနွေးတာဆိုတော့စောင်းရဒီမှာသုံးနေဆူတင်းပြီးဖလော့ကာဗာရင်အော်ဒီမှာကျမ်းမြေမှာဖလော့ကာဗာရင်လောက်ထားလို့ရှိရင်အဲ့မှာလမ်းလျှောက်တင်းထိုင်နေဆိုလို့ရှိရင်မအေးပေါ့စာတိန်အင်ဒပ်စထရီရဲ့အပလီကေးရှင်းအတွက်ဝူးစီကိုသုံးပါရင်တဲ့အော်ဝူးစကိုကဂလိုဘယ်အင်ဒပ်စထရီတကမ္ဘာလုံးမှာသူကဘယ်နိုင်ငံတွေမှာလဲဆိုရင်အော်စတြေးလျအာဂျင်တီးနာ United States and New Zealand နေမှာ major supplier of the raw wool အော်သူရဲ့ဒီ wool စေကိုသူအကျန်းပေါ့ဒီ animals ကနေပေါ်မှာဒီအမွှေးရိပ်ပြီးတော့ထွက်လာတဲ့ raw wool စေကိုဒီနိုင်ငံတွေမှာအဓိကလုပ်တယ်ဒီ wool စေကိုသုံးပြီးတော့မှခုနပြောတဲ့ကုံကြောတွေထုတ်တဲ့နိုင်ငံတွေကတော့တည်တံ့ထက်ရှိတယ်ပေါ့ဒါကတော့သူရဲ့ sheep and wool products တွေ နော် flocks of the sheep raw wool ဒီအခါမှာ yens of the different wool ဒါသုံးမွေးလုံးကြီးပေါ့ဒါလိုပမာပြီမှာဒါမျိုးလေးတွေ့ဘူးလိမ့်မယ်တနုသုံးမွေလုံးပိုင်ပါစေကလေဒါမီတာမျိုးစုံကလာမျိုးစုံ French မျိုးစုံနဲ့သူ့ရဲ့ texture မျိုးစုံရှိကြတယ်။ wood ပြီးရဲ့အခါမှာကျတို့တစ်ပင်အနေထွက်တဲ့ wood အကြောင်းပြောတယ်။ wood က plant's important product ဖြစ်တယ်။အဲ့တို့ဒီလိုမျိုး တက်သားနေပြုံးမှာထူးထူးခြားခြားပစ္စည်းတွေမထုတ်မလုပ်ခင်ကတည်းကလူလူတွေကဒီဝူတီကိုတုံးကြတယ်တစ်ပင်ရဲ့အောက်မှာနေနေပြီးတလုံးနေနဲ့အိမ်ဆောက်ကြတယ်အော်ဒီဘက်မှာ since the dawn of the civilization လူနေမှုတိုးတက်လာတဲ့စဖြစ်ကလေးကဒီမှာ contributed much to its advancement အော်သူရဲ့ civilization မျိုးပြလူနေမှုစနစ်တိုးတက်လာလေလေပို့ပြီးတော့မှဝူတီကိုပို့သုံးလာလေလေဖြစ်ပါတယ်အစောပိုင်းမှာတော့ကျွန်တော်ကဒီဝူတီကိုအကျန်းနဲ့သုံးတာဒီလိုမျိုးအိမ်နေစတဲ့အခါမှာသုံးနေ around crucial down crucial down နောက်ပိုင်းမှာ various design implements ဒီမှာဆိုရင်ဘုနဲ့လောက်ထားတယ်မျိုးပေါ်ချောင်းအသုံးဆောင်နေရှိတယ် utensilry now rough boats ရှိရဲ့ ဒါဆိုသူရဲ့ဗမာပြည်မှာဖုံးချောင်းနေမှာအုံမောင်းတုံးမောင်းကလတက်လို့လည်းခေါ်တယ်။ဟောဒါကအแทးမှာအတန်မြောင်ဆိုရင်အခေါင်းပေါက်လှုပ်ထားတယ်။ထုလိုက်တဲ့အခါမှာအတန်အကျဉ်းကြီးကြတယ်။ဟောသူကအာယုံတက်တဲ့အချိန်သူ့အချိန်နဲ့သူအုံမောင်းခောက်တယ်။ဒါကတော့ wood နဲ့လှုပ်ထားတဲ့ musical instrument တွေဖြစ်တယ်။ဟော wood ကသူရဲ့အပင်အနေထွက်တဲ့ product တွေမှာ food and fiber ပြီးလို့ရှိရင် wood ကအဓိကသုံးတဲ့ပစ္စည်းတွေမှာပါတယ်။ အမက်တန်စီကိုတုံးနေပြီမေဝုဒ္ဒာ indispensable သူကအစားထိုးလို့မရပါဘူးလေ no satisfactory substitute ဒီတသားတွေကိုစိတ်ကြည်နှလောင်းအောင်အစားထိုးနိုင်တဲ့ပစ္စည်းမရှိသေးဘူး အဲ့ထဲမှာမှအရေးကြီးတဲ့အချက်က renewal ဆိုတော့ဒီ wood တွေကိုသုံးပြီးသွားလို့ရှိရင်အပင်တွေကိုပြန်ဆိုင်လို့ရတယ်။ပြီးရခါကျတော့ဒီ wood ကိုအကြီးကိုနောက်တစ်မျိုးပြန်ပြီးတော့မှသုံးလို့ရတယ်။ဥမာတက်သားတိုင်းရှိတယ်အဲ့ဒါကိုတခြားတကားကြီးပေါင်းပြန်လုပ်ချင်လုပ်မယ်။သူ့ထည့်သေးသေးပစ္စည်းကိုပြန်ပြီးတော့လေဒီမှာ ပြန်ပြီးတော့ပြောင်းလဲပြီးတော့လေတုံးလို့ရပါတယ်တဲ့ The unprocessed food may be used in the form of lamb or တဲ့ကဒီ unprocessed food ဆိုတာဒီတသားဒုံကြီးပေါ့တစ်ပင်ကနေတသားဒုံလိုက်ကြီးဆိုရင်အိမ်နေမှာပါလေဆိုရင်တသားတိုင်နေနေနဲ့တုံးလို့ရတယ် internet for heavy construction အတွက်တုံး civilization အစမှာ would have been the cheapest or the wood ကဈေးသက်တာပဲပေါ့အပင်နေရှိနေတယ်တောအုပ်တွေရှိနေတယ်ဆိုတော့အဲ့ညာနေဘရမာ wood တွေကို use ဘရမာအလွယ်တကူသုံးလို့ရတယ် most widely used construction material ဖြစ်တယ်အော်သူရဲ့အဓိက wood တဲ့ quality က high strength သူဒီခံနိုင်ရှိတယ် light weight ဖြစ်တယ် easy availability အလွယ်တကူရနိုင်တယ်တတော်တွေရှိနေ တသားရဖို့မခက်ဘူး continuous supply အပင်နေခုတ်လိုက်တယ်ဝတ်တီသုံးပြီးသွားတယ်ဆိုအပင်နေပြန်ဆိုင်လို့ရတယ် high resistant to electrical အလျက်စစ်မကူတန်နေပါဆိုလို့ရှိရင်ဓာတ်လိုက်တာရဖြစ်နိုင်တယ်ပြီးရင်တချို့တန်နေဒီ metal စီက chemical တွေ acid တွေ alkali တွေတချို့ chemical စီနဲ့ပျက်စီးလွယ်ဒါမဲ့ wood ကတော့အလွယ်တကူမပျက်စီးနိုင်ဘူးအဲ့ဒီအတွက်ကြောင့် construction work တွေအတွက် problem မှာ favorable ဖြစ်ပါတယ် ။အော်ဒီ wood ကနေပမာဏ0ကသူ့ကိုတင်မှာပေါ့။အပင်ရဲ့ပင်စည်းကိုတသားဖြတ်လိုက်တာပေါ့။နော်သူကိုကိုလိုချင်တဲ့အတိုင်းအတာဒီဖြတ်လိုက်ပြီးအခါမှာ structural purpose အတွက်သုံးတယ်။ခုနကလိုအကျန်းနေသုံးတာမျိုးမဟုတ်ဘဲနဲ့ပဘူးထူးတဲ့အနေနဲ့သုံးတယ်။ essential requirements of good structural timbers အာဒီလိုမျိုး good structural timber စီရဲ့လိုအပ်ချက်တွေက strength ဖြစ်တဲ့ durability အကျန်းခံနေ ပြီးရင် darkness မှာကြောတယ် resistant to stress and easy vulnerability အဲ့ဒါဆိုဒီသက်သားတွေကိုအလွယ်တကူကိုလိုချင်တဲ့ပုံသဏ္ဍာန်ကိုပပူးထုလို့ရတယ်။ငါဒါကဇေရိုကပပူးထုတာပေါ့ကိုလိုချင်တဲ့ပုံသဏ္ဍာန်ကိုလက်နဲ့ထုတာနောက်ပိုင်းမှာတော့ဇေရိုက စက်နဲ့ကိုလိုချင်တဲ့ဟာကိုကွန်ပျူတာမှာ command ပေးပြီးတော့မှပို့လိုချင်တဲ့ design ကို follow ရတယ်။အဲ့တော့ structural timbers are obtained mainly from the softwoods and from the heart of the tree. အကိုလုတ်ချင်နေဘလို structural timber မျိုးလုံးမှလည်းဒီလိုမျိုးထိုင်ကုန်လုံးမှလားဒါမှမဟုတ်လို့ရှိရင်နံရံကတ်ဒီပပု ကိုထူထားတာမျိုးလုပ်မှာလားအဲ့ပုံမှာမူတည်တော့မှာကိုသုံးတဲ့တသားကဆော့ဖို့တည်ဒါမှမဟုတ်လို့ရှင်အပင်နေရဲ့ heart ဆိုအတွင်းထဲကအူတိုင်းလိုမျိုးဟာလေးကိုတုံးချပါလေတဲ့ mainly အဲ့ရနေချင်လို့ရတယ်ပေါ့ဟာအဲ့ဒီဘူးတဲမှာမှာကျွန့်တဲ့အကြောင်းကိုပြောတယ်တက်တိုနာဂရန်ဒစ်ဆိုတာခေါ်တယ်နောက်ကပြင်ကရိုးကပါလဲဆိုတော့ဇာလီယာဒိုလာပရီဖော်မစ်ဆိုတာ most valuable တင်မှာအောက်တသားထဲမှာသူသည်ဈေးကြီးဆုံးပဲ the plans of the မြန်မာမြန်မာမှာထုတ်တဲ့ကျွန်းတစ်ကကဘာမှာအရန်နာမည်ကြီးတယ်။ဘာကြောင့်လဲဆိုတော့ခုနပြောခဲ့တဲ့ quality အကောင်းကြီးကမြန်မာကျွန်းတစ်မှာပဲတည်ချာရှိတယ်။အော်သူကအကွက်လဲလှတယ်အယောင်လဲလှတယ်အော်ဒီမှာ the most important commercial တင်မှာစီးပွားပြည့်ထုတ်လုပ်တဲ့ဒီသက်သားကြီးဖြစ်ပါတယ်။အော်ဒါဆိုလို့ရှိရင်ဇရီရဲ့ကျွန်းပင် ကျုံးပင်မှာဒီလိုမျိုးဖြောင့်တန်းနေရင်ဒီသူ့ရဲ့ပင်စီလုံးပတ်ကိုကိုလိုချင်တဲ့အတိုင်းဒါဒီနှစ်အကြိမ်စောင့်ရတယ်။ဒါကကျုံးအရွက်တွေဖြစ်တယ်ဒီလိုပုံမျိုးကိုခီးသွားလို့ရှင်နန်းပေးမှာစိုက်ထားတာတွေပြူလိုက်မယ်။အာဒီအပင်လေးကိုစေတို့ကအသုံးပြုဖို့အတွက်ခုတ်ပြီးပြီဆိုလို့ရှိရင်အဲသူ့မှာ plan ရှိရတယ်ဘယ်နှပင်ခုတ်ပြီးဘယ်လောက်ပြန်ဆိုင်မယ်ဆိုရယ် plan ရှိမှတက်တော်တွေပြုံတိမသွားအောင် ဖြစ်မယ်လိုအပ်တဲ့အချိန်မှာရမယ်ပေါ့အချိန်ပေးရတယ် ဒါကတော့ပြင်ကရိုးပင်။အော်ပြင်ကရိုးပင်ကတော့ကျွန်းပင်ထက်ဖန်ခန့်ပုံမမာရင်။အော်ဇီရိုနဲ့အတူမြန်မာပြည်မှာရှိတဲ့ Great Dwarf Biology ကိုလေ့လာနေတဲ့ကျောင်းသားတွေအတွက် Zivaka Hand Knowledge Sharing Channel ကို share လုပ်ပေးကြပါ။ Sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာ channel အတူပြန်ဆုံကြမယ်နော်။